အော်တိုဘာလ26ရက်ခုနှစ်သားမီးအားလုံးအတွက်တနေ့လာဟောစလန်လေးဖြစ်ပါတယ်ဗျမိတ်ဆွေပေါင်းအေးမြငိမ့်ချမ်းသာယာရှိနိုင်ကြပါစေမိမိကိုယ်ကိုယ်လည်းကောင်းစီတဲ့ကောင်းအောင်ရွယ်ဆောင်တော်မူနိုင်ကြပါစေလို့လိုက်လိုက်လဲလဲဆုတောင်းမြတ်တာပို့တာအပ်ပါတယ်ခင်ဗျာဒီနေ့2025ခုအော်တိုဘာလ26ရက်တနင်္ဂနွေနေ့တနေ့သာအတွက်တနေ့သာဟောစလန်လေးဖြစ်ပါတယ်ဗျာ ဒီနေ့ဟာခொနေသားမိမိတ်ဆွေများအနေနဲ့ပညာရေးပညာရေးဆိုင်ရာအလုပ်တွေတရားဓမ္မဘာသာရေးသာသနာရေးဆိုင်ရာကိစ္စတွေမြေအဝယ်ရောင်းဖုံးအဝယ်ရောင်းပွဲစားလုပ်ငန်းတွေပြုလုပ်ဆောင်ရွက်တဲ့နေ့ဖြစ်ပါတယ်ဗျဒီနေ့အတွက်ကန်ရရဲ့အထောက်ပံ့ရရှိစေဖို့ဆိုရင်တော့အဖြူရောင်းအပြာရောင်းများများပါတဲ့အဝယ်စားသုံးဆောင်တွေကိုအားပြုဝစ်စင် သုံးဆွဲတင်ပါတယ် ဒီနေ့တနေ့သာအတွက်ကံကောင်းလက်ရွှင်စေတဲ့ကဏ္ဍတွေနံပါတ်တွေကတော့2ကဏ္ဍ5ကဏ္ဍတို့ဖြစ်ကြပါရယ်ဗျဒီနေ့မှမိတ်ဆွေတွေရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်ဘာလုပ်ငန်းပဲလုပ်လို့ဘာပဲရောင်းရောင်းကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကိုမိကျစ်လေးတစ်လုံးနဲ့အစဉ်ပြေရာမိကျစ်ကံမိကျစ်ဇေဘုံမိကျစ်စသဖြင့်ပေါ့ဗျာအစဉ်ပြေရာမိကျစ်လေးတစ်လုံးနဲ့တို့ခောက်ပြီးတော့ဆူတောင်းတင်ပါတယ် ဒီနေ့ကံပွင့်ကံမြင့်စေဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးခဲ့သူအပေါင်းသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်မဟင်းကဘူးသီးကျော်စက်သားဟင်းအတမျိုးမျိုးလှူဒန်းဒါနပြုခြင်းအဖြစ်ကံတရားရဲ့ထောက်ပံ့တွေရရှိနိုင်ကြပါစေ ကိုယ်စိတ်နှပြကျမ်းမာချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒများလဲပြေဝတော်မူနိုင်ကြပါစေခမညာ